ဲ့တိပြီးတော့မှဝယ်တဲ့ဟာကိုပဲကျမကိုယ်တိုင်နဲ့ကြိုက်ပါတယ်เนาะဒါကြောင့်မလို့လေအမြဲတမ်းကျမစီမှာစိတ်မဲဝဲဝဲရွှေပဲဝဲဝဲကျမအမြဲတမ်းရှင်းလင်းနေအောင်ပြောပြပြီးတော့မှရောင်းတာဟုတ်တယ်လားဆိုတော့လေဟိုဘယ်လိုခေါ်မလဲမတိပဲနဲ့ဝင်လိုက်ရတယ်ပြီးတော့မှအဲ့လိုမျိုးမှန်းမထင်လို့ပေါ့ဆိုတဲ့ကိစ္စမျိုးမဖြစ်ရအောင်လို့เนาะဆိုတော့ဝယ်ယူစုဆောင်ရတယ်ဆိုတဲ့နေရာမှာလဲကျမတို့ဟိုရွှေစုကြတယ်ဆိုနေကတချို့ကကြတော့ ပတ်စံတက်နိုင်တဲ့သူကအတုံးခဲပဲစုတာလေဟုတ်တယ်လားတပိုင်းတက်နိုင်တဲ့သူကတပိုင်း10ပိုင်းတက်နိုင်တဲ့သူက10ပိုင်းဆိုတော့10သားတက်နိုင်တဲ့သူက10သားတပိတ်သားတက်နိုင်တဲ့သူကတပိတ်သားအချိန်10တက်နိုင်တဲ့သူကအချိန်10ဒီလိုစုကြတာလေနော်ဆိုတော့တချို့ကျွန်တော်တို့အခြေခံလူဒန်းစားနဲ့တာမန်လူဒန်းစားတွေစုကြနေဆိုတာကရှိစုမဲ့စုလေးအောက်ရှိဝယ်လဲဝတ်ချင်နေစုလဲစုချင်နေ အဖက်လဲတင်ကျင်နေအချိန်တန်လို့အာငွေလိုရင်လည်းပြန်ရောင်းမယ်အဲသိတယ်လားဟိုဆိုတော့ရှိနေတုန်းလေးလဲရွှေရှူတာပေါ့နော်ဝစ်ချင်လိုက်တာပေါ့ဆိုတဲ့ကာလမှာအဲ့တော့အဲတချို့ကလည်းတမအားစည်းဝတချို့ကလည်းဝီးတမလောဝလေးရင်းနေဒီလိုမျိုးလေးတွေပါလာတယ်နောက်တစ်ခါအခုခေတ်ကာလရဲ့အချိန်နေရစနစ်ဟောင်းတမျိုးစနစ်တစ်ကတမျိုးအတွင်းစေးရတမျိုးအပြင်စေးရတမျိုးဆိုတဲ့အချိန်မှာကျမတို့ဝယ်တဲ့သူတွေအတွက်ကနည်းနည်းလေးအခက်ခဲလေးတွေဖြစ်တယ်အဲ့တော့ဆိုင်းရှင်းလေးအနေနဲ့ဆိုင်းဘက်ကအနေနဲ့ကြတော့လေသူတို့မှလည်းခက်ခဲတဲ့အခြေအနေလေးတွေရှိမှာပေါ့နော်တတ်မှတ်ပြထန်းထားတာက တမျိုးမဟုတ်ဒီအပြင်မှာကာလာပေါက်စေးရတမျိုးဆိုတဲ့အရာတွေကလည်းရှိနေသေးတာကိုအဲ့တော့ကျမတို့တွေကအဲ့တော့ဝဲပြီးဆိုရင်ဝဲသူတွေအနေနဲ့ကကိုကအခြေခံအတိလေးတိထားတယ်ဆိုလို့ရှိရင်ဝယ်ရတာကောင်းတာပေါ့အဲ့တော့ရွှေဆိုင်ကိုသွားမယ်ရွှေဘလိုဝယ်ယူရမလဲဆိုရွှေဆိုင်ကိုသွားမယ်နံပါတ်1ရွှေပေါက်စေးဒယ်စေးလေဘောက်ချာမှာဖြတ်ပေးမယ်ဇီလာတကယ်ရောင်းနေဇီလာဒါကိုမေးရမယ်နော် အကူကဘောက်ချာမှာတစည်းကျမတို့အာတကယ်ပေးချေရတာတစည်းဒီလိုမျိုးဆိုတဲ့ပြဿနာတွေကလည်းရှိတယ်လीဆိုတဲ့ခါကျတော့အဲ့တော့ဟုတ်ပြီကျမတို့ကိုတကယ်တွက်လိုက်တဲ့ငွေအမောင်းပမာဏဆိုရင်အဲ့ဒါကိုကျမတို့က check recheck counter check လုပ်မယ်ဒါဆိုရင်တစ်ကြက်သားစီးဘလောက်လဲတစ်ကြက်သားကို16နဲ့စားလိုက်လို့ရှိရင်တပင်းစီးထွက်လာမယ်အဲ့တော့ကျမတို့ကမရှက်နဲ့เนาะစာရွက်ကလေးတွေ့ရမှာတစ်ကြက်သားစီးညီမချင်းရေးလိုက်တပင်းစီးတစ်ကြက်ကို16နဲ့စားပြီးညီမချင်းရေးချလိုက် တရွေးစီနော်တရွေးစီတပင်းကိုရှစ်နဲ့စားပြီးတော့မှတရွေးညီမချင်းရေးချလိုက်ပြီးသွားလို့ရှိလို့ရှိရင်ကျမတို့ရွှေချင်းဘလောက်လဲမေးရမယ်နော်အယောဒွက်ကဘလောက်ယူလာလဲမေးရမယ်နော်အဲ့တော့ရွှေချင်းနဲ့အယောဒွက်နဲ့ကိုပေါင်းလိုက်မယ်ပေါင်းပြီးသွားရင်ဒါခုနလိုတကြက်မှာ16ပဲတပင်းမှာရှိရွေးလို့သိတယ်ဆိုရင်ကျွန်တော်တို့တင်ချာရပေါင်းတက်နှုတ်တက်သွားပြီเนาะ ပေါင်းပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒါကိုကျမတို့ကတခုချင်းစီတွက်မယ်တချမ်းဆိုရင်တရွေးရဲ့တချမ်းဆိုရင်တရွေးကခုနသဘောပေါ့တရွေးကသဘောတသောင်းကြမယ်ဆိုတချမ်းဆိုရင်9000ကြမှာပေါ့နော်ဒီလိုမျိုးလေးအဲ့တော့တချမ်းဆိုရင်ဒီမှာတချမ်းလို့ရေးချလိုက်တချမ်းညီမြချင်းဘလောက်ဘယ်နှရွေး9ရွေး9ရွေးဆိုရင်တရွေးကို9နဲ့မြောက်ရင်9ရွေး9ရွေးညီမြချင်းဘလောက်ရေးချလိုက် ဘယ်နှစ်ပဲပေါ့9ပဲ10ပဲ11ပဲ12ပဲစသဖြင့်အဲ့တော့12ပဲဆိုလဲ12ပဲညီမချင်းတပဲစီကို12နဲ့မြောင်းလိုက်လို့ရှိရင်12ပဲစီရမယ်12ညီမချင်းရေးချလိုက်အရှိကဘယ်နှစ်ချက်သားလဲတစ်ချက်သားနှစ်ချက်သားသုံးချက်သားစသဖြင့်အဲ့ဒီရဲ့ဈေးတွေကိုရေးချလိုက်ပြီးရင်အကုန်လုံးကိုပေါင်းလိုက်ဒါဆိုရင်ကျမတို့ကဒီရွှင်ရဲ့အလေးချိန်ရဲ့အယောအတွက်ရဲ့ဈေးထွက်လာလိမ့်မယ်ဒါဆိုရင်ဆိုင်ရှင်ကဘာတွေပို့ယူထားသလဲအဖြေထွက်လာလိမ့်မယ် လက်ခတွေကိုဘယ်လိုယူထားသလဲဘယ်နေရာတွေမှာဘာတွေကိုပို့ယူထားသလဲဒါဆိုရင်ကျမတို့ကမေးရမယ်ဘာဖြစ်လို့ဒါယူထားတာလဲအခုဆိုရင်ရွှေဆိုင်တွေမှာတော့ဒါကတော့ပေးရမှာအခွန်အစိုးရအခွန်5%နဲ့တူတယ်ကောက်တယ်နော်တရားဝင်အဲ့တော့ပြန်ရောင်းရင်ကျမတို့ကဒီ5%အခွန်ဒီအရှုံးဒါကိုထည့်တွက်ရမယ်နော်5%အခွန်စာပြန်မရဘူးဒါတွိုင်းရောင်းတော့မှဟာနှုတ်သေးတယ်ဘာတွေနဲ့ပြောလို့မရဘူးဒါတစ်ခါတည်းနားလည်ထားရမယ် 5%အခွန်စာမရဘူး။ဟုတ်ပြီ။ဒါဆိုလို့ရှင့်ရင်ကျမတို့ကပြန်ရောင်းရင်ဘာပဲရမလဲဆိုရင်အပေါ်တန်းက net ရွှေချိန်ပဲရမယ်။ဒီပစ္စည်းတစ်ခုဟာတကြက်5ပဲ၄ရွေးရှိရယ်ဆိုရင်တကြက်5ပဲ၄ရွေးပဲရမယ်။အပေါင်းအယောဒွတ်ရဲ့အချိန်မရဘူး။အယောဒွတ်ဟာထားခဲ့ရမယ်။ကျမတို့ကဒီရွှေရဲ့အလေးချိန်အတတင်အလေးချိန်ကိုပဲရမယ်။အဲ့တော့ကိုကစပြီးတော့မှဝယ်ပြီးဆိုနေကတွက်ကြည့် နော်ဒါဆိုရင်ရွှေတံပိုးကဘယ်လောက်ရှိရင်အရော့အတွက်တံပိုးကဘယ်လောက်ရှိရင်အပိုဆောင်ပေးရတာတွေကဘယ်လောက်ရှိလဲကျင်းနဲ့မှကင်မှလက်ခံနိုင်မှဝင်အဲ့တော့ရွှေစည်းတက်လာရင်မြက်သလားမမြက်ဘူးလားဆိုတော့အဖြေကတော့ရွှေစည်းကကျမတို့ကတစ်ချက်သားဝင်လိုက်တယ်အဲ့တစ်ချက်သားမှာအရော့အတွက်က၁၀သိန်းပေးရတယ်ဆိုပါစို့၁၀သိန်းကျသွားတယ်ဒါဆိုရင် ီပစ္စည်းတစ်ခုကိုအရင်ရဖို့အတွက်ကို10သိန်း plus မှအရင်ရမယ်အခွန်က5%ရှိသေးတယ်။ဘာညာတရကလက်ခတို့ဘာတို့ညာတို့ကဘယ်လောက်တည်ယူထားလဲမပြောနိုင်သေးဘူး။အဲ့တော့ကျမတို့ကဒီပစ္စည်းအထည်တစ်ခုကိုအရင်လိုချင်နေဆိုရင်မိမိဝယ်ထားတဲ့ရွှေဈေးရဲ့ plus 10သိန်း plus ကြတော့မှအရင်ရမယ်။ဒါကို understanding ဖြစ်ဖို့လိုတယ်။နားလည်ထားဖို့လိုတယ်။ အဲ့တော့ဟင်းငါတို့ကရွှေစည်းဒီမှာလှုပ်ထားတာငါတို့ကဒီမှာကြည့်ငါတို့ကသိန်း80တောင်းကလှုပ်ထားတာလေအခု85သိန်းမှာသွားရောင်းတာတော့မှရှုံးနေသေးတယ်ရှုံးပါလေဒီရောက10သိန်းပေးထားရတယ်9သိန်းနဲ့တက်နေသေးရင်9သိန်းရှုံးအောင်မယ်9သိန်း plus 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 ရှုံးအောင်မယ်ဟုတ်လားနော်ဟင်းရွှေစည်းငါတို့က60တောင်းကလှုပ်ထားတာအခု68သိန်းမှာသွားပြီးတော့မှရောင်းတာကိုငါတို့ကရှုံးနေသေးလားအရောက်က12သိန်းလောက်ရှိနေသေးရင်ရှုံးနေသေးရဲ့လीနောက်ထပ်4သိန်းလောက်ဟုတ်သလား ရွှေစည်းအများကြီးတက်တာတော့ရှုံးနေသေးရဲ့ဆိုတာအဲ့ဒါအဲ့ဒီတော့ဟုတ်ပြီဒါဆိုရင်မိမိလောက်တဲ့ဘယ်လိုအရှုံးထက်တက်တာအောင်ထက်စစ်ရမလဲဆိုမိမိဝယ်ယူတဲ့ပစ္စည်းရဲ့အယောဓာတ်ပေါ်မှာလည်းမူတည်သေးတယ်မိမိကစမ်းစမ်းပြားပြားဝစ်ချင်တယ်ကျမတို့တွေရက်ွက်ထင်အောင်အချုပ်ဆိုင်မှာချုံဝင်းရင်ကျမတို့တွေရက်ွက်ထင်အောင်အချုပ်ဆိုင်မှာချုံဝင်းရင်ချုပ်ခဈေးတက်တာရင်ဒီဇိုင်းနာစီမှာချုံရင်ချုပ်ခဈေးကြီးတယ် ါပေမဲ့ဒီဇိုင်နာချုပ်တာကတိကျတဲ့ဉာဏ်နဲ့ unique ဖြစ်တယ်မဖြစ်တယ်ညာဖြစ်တယ်ဘလို့ပေါ့ဒါသူတို့ရဲ့ပညာတွေပေါ့နော်ဆိုတော့ချုပ်ရွှေချုပ်သားတွေကွာတယ်ပေါ့အာ fitting ဖြစ်တာတွေကွာတယ်ပေါ့အဲဒီလိုမျိုးနဲ့အဲ့တော့ရက်ွက်ထင်းမှာတထောင်ဆိုရင်ဒီဇိုင်နာစီမှာတသိန်းအခုရက်ွက်ထင်းမှာတသိန်းဆိုဒီဇိုင်နာစီမှာ၁၀သိန်း ဒီလိုမျိုးလေးချုံခလေးတွေရှိတယ်ကျွန်မဆို16သိန်းခွဲတောင်ပေးရတယ်ချုံခဝမ်းစားတဆိုချုံခကျွန်မ16သိန်းခွဲတောင်ပေးရတယ်ချုံခ only เนาะဆိုတော့ဒီဇိုင်နာဒီဇိုင်နာစီမှာဟုတ်တယ်လားဒီဇိုင်နာကြီးကျွန်မဒါမဲ့တစ်ခါပဲဝတ်ဖြစ်တယ်เนาะအဲ့လိုပေါ့ အဲ့လိုမျိုးလေးဖြစ်တဲ့ခါကျတော့ဒါပေမဲ့ဒီဇိုင်နာကလည်းသူ့ရဲ့ဒီဇိုင်းဒါ creation တွေဘာညာတာရကာတွေပေါ့အဲ့တော့ကျမတို့ကလည်းရွှေဝစ်ပြီဆိုရင်ကျမတို့တာမန်အုံးစံဂျိုးလေးတွေ MC ဂျိုးလေးတွေအဲရိုးရိုးဒီတိုင်းဂျိုးရိုးရိုးလေးတွေဆိုရင်ရော့ရက်တတ်တာမယ်အဲ့ဒီမှာမှကွန်ပြီးတော့မှဒကြက်သားတော့ဒကြက်သားပဲဘရက်တင်သိလားဒကြက်သားနဲ့ဘရက်တင်ဟာတခါရဲပုံစံဆန်းဆန်းနေဟာအပွင့်နေအခက်တွေဆိုရော့ရက်ကပို့ပေးရမယ်နော်အဲ့တော့ ခုနကရိုးရိုးတကြက်သားတကုံးကိုအာဟုတ်ရခင်တော့ကတော့အခုကတော့ဘလိုရီဘလိုရီခုကျွန်မခုနပြောတဲ့အတွင်းဈေးတွေအပြင်ဈေးတွေအဲဘာဈေးတွေညာဈေးတွေတတ်မှတ်ဈေးတွေနဲ့ဆိုတော့ဘလိုရီ twist and damn လဲတော့မပြောတတ်ဘူးလုံးဝလဲပေါ့နော်ဒါဆိုင်ရှင်တွေအပြစ်မဟုတ်ဘူးတို့လည်းဒီလိုလုံးဝရောင်းလို့ရမှာဝင်ဆိုတော့ကျမတို့တော့ကတော့အရင်တော့ကတော့ transparency ဖြစ်တယ်ရှင်းတယ်အဲရွှေဈေးကဘလောက်ရွှေလေးစင်ကဘလောက်ရောဒကဘလောက်ဒါပဲအဲ့တော့ဟုတ်ပြီတကြက်သားတကုံးရဲ့ပုံမှန်အရောဒတ်ဒီသဘင်းနဲ့၆ရင်း ငါးမူသားဆိုရင်တပင်းနဲ့နှစ်ရွေးဆက်နှစ်ပင်းဆိုရင်တပင်းနဲ့လေးရွေးเนาะကျွန်တော်တို့လေးပင်းသားဆိုလို့ရှိရင်ခုနှစ်ရွေးသုံးမဟုတ်တပင်းเนาะကျွန်တော်တို့နှစ်ပင်းလေးတွေဆိုလို့ရှိရင်ကျွန်တော်တို့ကလေးရွေးငါးရွေးဒီလိုမျိုးလေးယူတယ်ဗက်ပြားပြောင်လက်ကောက်ကလေးတွေဆိုလေးရွေးအရော့တော့ကเนาะငါးမူသားဖြစ်သွားတယ်ဆိုငါးရွေးကျွန်တော်တို့เนาะတကြက်ဖြစ်သွားတယ်ဆိုလို့ရှိရင်ငါးရွေး၆ရွေးဒီလိုလေးတွေယူကြတယ်ဒါကကျမတို့ပုံမှန်အရော့ဒော့ကလေးတွေပေါ့မောင်းကွင်းလေးတွေဆို3ရွေးเนาะပုံမှန်လက်စုပ်ကလေးတွေဆို4ရွေးဒီလိုမျိုးယူကြတယ် ဆိုတော့ဒါ standard အရော့အတွက်ပေါ့အခုကတော့မသိဘူးအဲ့တော့ဟုတ်ပြီတကြက်သားပဲခုနဒါရိုးရိုးဆွဲချိုးကိုပြောတာဘရက်ဝက်လိုက်မယ်ဟာပုံစံဒီကိုဆန်းပြီးတော့မှဟိုမိုးတွေဒီမိုးတွေဟိုလိုတွေကွန့်လိုက်တယ်ဆိုလို့ရှိရင်အရော့အတွက်က၃ပဲ၃ပဲ၂ရွေ၃ပဲ၄ရွေတကြက်မှာ၃ပဲဆိုရင် 16ဘဲမှာ3ဘဲဆိုဘယ်ဘလောက်ရာဂိုင်လုံးဖြစ်သွားပြီလဲအယောဒွတ်ကဒါ ड़ी သိရမယ်နော်အဲ့တော့မိမိကပုံစံစမ်းဝတ်ထားတယ်အယောဒွတ်များတာဝတ်ထားတယ်ဆိုရင်ရွှေစည်းအများကြီးတက်တော့မှကာမိမှာကျွန်မပြောတယ်ရွှေစည်းဒီမိမိရဲ့အယောဒွတ်ကတဘောကငါအယောဒွတ်ကသိန်း20ဘိုးကျထားတယ်ဆိုလို့ရှိရင်ရွှေစည်းသိန်း20ဖြစ်တော်မှာအရင်ရွှေစည်းသိန်း20 plus ဖြစ်တော့မှအရင်ဘာဖြစ်လို့ဒီမှာအစိုးရအခွင့်ပေးရတဲ့ယာကိုင်းလုံးရှိသေးတယ် သဘောပေါက်တယ်နော်အဲ့တော့တခါတည်းကျမတို့ကရွှေလှုပ်ဖို့ကြောက်ရမှာမဟုတ်ဘူးရွှေလှုပ်တဲ့အချိန်မှာနားလေပြီးတော့မှကိုယ့်ရဲ့ရတဲ့ရတိုက်တဲ့ဟာကိုဘလုံးနစ်နာမဲဟာကိုဘယ်ချိန်ကြမှာဘလုံးမြက်မဲဆိုတဲ့ဟာကိုတွတ်တက်အောင်လို့ဟုတ်ပါမမရေပန်းရောင်လေးပန်းရောင်ပန်းရောင်ပန်းရောင်ကျိတ်အဲ့တော့တွတ်တက်ရမယ်เนาะတွတ်တက်တော့မှ တွတ်တက်တော့မှဒါကိုကဒါဆိုရင်ကိုလှုပ်တင်လားမလှုပ်တင်ဘူးလားအဲ့တော့ခဏလေးနဲ့ဝယ်ဝက်လိုက်တဲ့အရော့အတွက်ဒီဈေးကြီးတာပြီးခဏနဲ့ပြန်ရောင်းမယ်ဆိုရင်အဆင်မပြေဘူးရှုံးမှာနော်အဲ့တော့ဒါလေးကိုတိဖို့လိုတယ်နော်ဒါလေးကိုတိဖို့လိုတယ်အဲ့တော့အာခဏနဲ့ခဏနဲ့ကိုကပြန်ရောင်းချင်တယ်ဆိုရင်တော့ပုံစံဆန်းဆန်းနေမလုပ်နဲ့ပုံစံဆန်းဆန်းနေလုပ်တယ်ဆိုရင်နစ်နာမယ်ဟိုတော်ကြီးရော်ကြီး လို့ပေါ့เนาะတော်ကြီးရော်ကြီးလို့ပုံစံဆန်းဆန်းလှုပ်ချင်နေဆိုတော့အကြာကြီးဝိခဏနေလိုက်ကြောင်းလိုက်ခဏနေလိုက်ရောင်းလိုက်ဆိုရင်အဲ့ဒါသူတို့ပေးနေရတာ ਨੇ တင်အရှုံးတန်တရားထဲမှာလင်းနေမှာเนาะအဲ့တော့ဟိုစုဆောင်မှုအတွက်ဆိုရင်ကိုကဒီငွေဟာငါအတုံးမပြုတ်တော့ဘူးဆိုတဲ့အခြေအနေကိုကြတော့မှဝင်မဟုတ်ဘဲနဲ့ခဏလေးပတ်စံလေးရှိတုံးလေးပြေးဝယ်လိုက်တယ်အဲ့တော့ကြာပတ်စံလေးလိုလိုက်တယ်ဆိုပြေးရောင်းလိုက်တယ်ဆိုရင်အဲ့ဒါရွှေဆိုင်လုံကျွေးနေတာ ਨੇ အတူတူပဲဆုံးလို့အမျိုးရှုံးလို့အမျိုးဆုံးမှာမဟုတ်ဘူးเนาะအဲ့လိုလေးအဲ့လိုလေးအဲ့ဒါလေးเนาะ အလိုလေးအလိုလေးဟုတ်ပြီနော်ညီတို့အတန်ကြာလာလေကြည်ရတယ်မင်းကအတန်နေမကြာအောင်ကြီးပြောလို့အဲ့ဒါလေး76သိန်းတောင်မဟုတ်ဘူး76သိန်းခွဲမမ76သိန်းခွဲအိပ်ပိုင်းရောင်ကြီး76သိန်းခွဲတော့ ਈ ဆောင်ရောလေးအာ ਈ ဆောင်ပြီးတော့ချက်ဆက်တယ် အဲ့မဟုတ်ပါတခါပဲတခါပဲอีสามีเนาะဘလိုကြီးပဲဖြစ်ဖြစ်လေဘလောက်ကြီးပဲဖြစ်ဖြစ်ပါကွာเนาะအဲ့လောက်ကြီးကြတော့လေမခံနိုင်ဘူးပေါ့เนาะอืมမချုပ်နိုင်ဘူးလေเนาะဘလိုကြီးပဲပညာတော့လေးစားပါတယ်ဒါပေမဲ့လည်းလေပွဲတက်တထဲဟိုဥစားဆိုတော့ချိတ်နဲ့ကအင်းဗျာဇာတ်ဖြစ်နေပြီလေချိတ်တထဲမာမာစက်သိန်းတော်သူကလည်းတော့သူကလည်းဆိုတော့တော်ပြီ တော့လိုက်တော့တော့လိုက်တော့ချစ်ဆိုလဲမိုင်းနေစစိုင်းလေးမဟုတ်အဲ့ဒါပြောနေတာကိုကောင်းနေပါရေမလို့ဆိုလေအဲ့လိုအဲ့တော့အီဆောင်သွားတာအီဆောင်သွားတော့နောက်ဆိုလေဟိုအာမနာတော့မေးရတယ်သိလားဘလောက်လဲဘလောက်လဲအဲ့လောက်တော့လည်းမထင်ထားဘူးလေ၄သိန်းပေါ့၄သိန်းပေါ့၄သိန်းတော့ထင်ပါတယ်ဒါပေမဲ့အဲ့ဒါလဲဆိုဟမ်ဆိုအဲ့လို၄သိန်းတော့ထင်ပါတယ်အဲ့လိုအဲ့တော့နောက်ကြမထုတ်ရဲတော့ကြောက်တာပေါ့ ကိုလည်းမတက်နိုင်ဘူးလေအဲ့လောက်ကြီးတော့ဝိစုံတစုံစက်ကြောက်သိမ်းမချုပ်ရအောင်မချမ်းသာဘူးလေဟုတ်တယ်လားနောက်တစ်ခါလည်းပြန်ဝတ်လို့မရအောင်ကိုရီးယားလည်းတပွဲဆိုတစ်မျိုးဝတ်ချင်တာလေနော်အဲ့လိုအဲ့လိုအဲ့လိုရှိတယ်ကျမကဘဝမတန်ရာတွေတန်ရာတွေဝေဒနာတွေမကြင်ညာခြင်းမူအဲ့လိုအဲ့လိုအော်လေးဇမီနီရှင်နေတာဝမ်းသာလိုက်တာအဲ့လေညက်ပါမယ်ညက်ချင်တာနဲ့မညက်ချင်တာနဲ့ကလွန်ဆွဲနေတာလေအဲ့ဒါ ညောင်လေးတန်အမရှေးနေရတယ်သူဟုတ်တမြက်ညှိုက်ပြီအဲ့ဒါဖြားလေးတွေရတယ်ညှိုင်းညှိုင်းနေလဲကြံနေနဲ့ကြက်ကြက်လေးဖြစ်လာလိုက်ညှိရထင်လဲညှင်းလိုက်တောက်တော့လေခဏခဏပြတ်တာတောက်လေဆိုရင်ကြမ်းနေနော်အဲ့လိုအဲ့တော့ညံ့ရင်းညံ့ရင်းနဲ့တမြတ်ဖြစ်နေတာ။အဲ့လိုညင်းငွန်လေးကြည့်လိုက်ညင်းနဲ့ကောက်ကောက်ကလေးပဲဖြစ်နေတာ။ဟုတ်ကဲ့ပုံပြီးတော့ဖြစ်တယ်။ဟမ်။အားကလည်းမခေါင်းစော်ပြီးတော့လေဒါရလေးနဲ့ဟိုဟာလေးနဲ့ပဲ။ညီလေးပဲလက်နဲ့လေးလေးလေးလိုက်လိုက်။အစ်ကောက်တာတော့ခေါင်းမအိပ်ဆိုင်။တူ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 ။ဟမ်။ကောက်တာတော့လား။ သူ shopping ချောခေါင်းအပြင်မှာသွားချော်တိုင်းဆိုင်နေရနိုင်ပြီကောက်သားလေးလိုက်ရင်တော့မမကောက်တာလေးအများနဲ့မေးကြတယ်နော်ကောက်တာပဲ shopping လိုက်ရင်ကောက်သားလေးကတော့လည်းသူကြားနေမှာမမဝင်မျိုးကြီးလိတ်တယ်တော့မထုတ်လို့ကြားအဲ့တခုတော့တိုက်တယ်အခုဆိုင်ကကောက်ပြီးဖွားဖွားကြီးဖြစ်သွားတာလေမဖြစ်ဘူးအေးမဖြစ်ဘူးနော်ဖွားပြီးဖွားဖွားကြီးဖြစ်သွားဩတည်တဲ့ဘာတွေရောင်းလဲဟဲ့ငါမိငါချောက်တည်တာမီးရက်တယ်ဘာစားလဲမုံကျင်ညာပါပဲဘာလဲဒါကအလူကျော်တဲ့ potato ဇက်ကလည်းလှုပ်ရင်လှုပ်နေရမှာအဲ့ဒီတော့စကားပြောနေရလဲလှုပ်နေရမှာဟဲ့ဒီအလူကြော်လို့ကောင်းလားကောင်းနေပါသေးတယ်ဗျာနော်ဟိုလေ potato break ကအဲ့လိုအဲ့တော့အညာမခံရအောင်အလိမ်မခံရအောင်လို့မလို့ပြောပေးတာဆရာလုပ်တာလည်းမဟုတ်ဘူးလူတိုင်းကသိနေတာမဟုတ်ဘူးမသိတဲ့သူတွေအများကြီးလေမသိတဲ့သူတွေအများကြီးသိအောင်လို့ပြောတာအဲ့ဒါတော့တချို့တွေက comment နေရဆရာမကြီးလား နေရာတကာပါတယ်နင်းပြောစရာမလိုဘူးသိတယ်ဟဲ့ဒီလိုတွေလာတာသိလားအဲ့တော့ကျမလည်းအဲ့ comment တွေဖတ်ပြီးတော့လေဒီလိုလေးပဲကြည့်ကြည့်လိုက်တော့ reply နဲ့မပြန်ခြင်းဘူးဘန်းလည်းမဘန်းခြင်းဘူးဘလော့လည်းမဘလော့ခြင်းဘူးနင်တို့ငါ့ကိုကြည့်မရဘူးမလားကြည့်မရလေကြည့်အဲ့တော့မင်းတို့တွေကြည့်မရဘူးပြောရင်ကြည့်မရဘူးပြောရင်လည်းနင်တို့ comment တွေဝင်ရင်းနေရမလားရင်းကြည့်နေလိုက်မပန်းဘူးမပလော့ဘူးကြည့်နေလိုက်တယ်ပြီးရောအဲ့လိုအဲ့လိုပြောသေးတာ ျမကိုကြိုးအတွက်လည်းတခေါမှမပါဘူးနော်။ဆရာမကြီးလည်းမလုပ်ချင်ပါဘူး။ကျမကျမနားလေတက်ကျွမ်းနဲ့နေပင်မလို့လေအလိမ်မခံရအညာမခံရအောင် ရှင်းပြတာသိလား။ဆိုတော့အဲ့ဒါကိုလေနင်ပြောမှလားလူတိုင်းသိတယ်ရှာမရှင်နဲ့အလဲလာသေးတာသိလား။အဲ့တော့အင်းဒီခါလေးကြောင့်လည်းစိတ်နဲ့ကိုနဲ့နေနေနေစိတ်ကခက်ချင်အပေါက်ဖြစ်တဲ့ချိန်ကြတဲ့ချင်းဟဲလူတိုင်းသိရဆိုရင် comment တွေဝင်ဖတ်ကြည့်လိုက်စမ်းလို့ပြောလိုက်တယ်အဲ့လိုအဲ့လိုဆိုရယ်နော်လူတွေလေး ကျွန်မငါတို့လည်းမသိရင်ဆေးချနေရကြတယ်အမေဟဲ့ရှူဆေးရှူပြီးသွားရင်နှာခေါင်းမှာဒီရဲ့ရှူဆေးရဲ့ဟာလေးတွေလုံနေမလားအဲ့ဒါအဲ့လိုဒီနေ့ကနေရအောင်ဖြစ်အောင်လာဆိုးလို့လည်းကောင်းတယ်တော့တောင်းလေးတောင်းမပေးရနဲ့မနက်ကဟိုမင်းမျိုးကဟိုကောင်မလေးတွေစီကမှားထားတယ်ဆန်းလေးတွေဒီတောင်းလေးတောင်းမပေးရနဲ့တောင်းလေးတောင်းမဟုတ်တော့တောင်း5000ဘယ်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 လဲလဲရလေနှစ်ဖက်အော်နှစ်မျိုးဒီဒီဘက်လဲရင်ဒီအောင်ချ ဒီဘက်ကိုဖွင့်ရင်ဒီဘက်ကိုလှည့်ဩနှစ်ယောက်ပါလားနှစ်ယောက်ယောက်မတူဘူးဘက်ကလက်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 လေးပါတယ်အေးဟုတ်တယ်ဒီမလေးခုဆိုထားလက်လက်လက်လေးပါတယ်နံလည်းမနံအောင်နံမပါဘူးဟိုတနေ့ကတော့မီလေးဒုတ်တူကြီးနဲ့ထိတာနော်နံလားအဲ့ရေသုံးပြီးပြန်။အံပြရန်။လေးပလိုက်နာဝယ်လိုက်တာ။ငါတို့တူကြီးနေဆမုံကြီးလား။လောက်ပြရလား။ အဲ့စမုံမိပါစီကြီးတော်ကြီးနံပြီးတော့အင်းအစ်ပါယာလားလို့ကြည့်တော့အစ်ပါယာလည်းမဟုတ်ပါဘူးသူ့အကူကအနံ့နံလား62 69သိန်းနဲ့ရမယ်တောင်းလေးအဲ့ရှူစေးရှူရရှူစေးရှူပြီးတော့နှာခေါင်းဝါလိုမှရှူစေးရကတ်သွားတဲ့ခါကျတော့အမှန်အမှန်မသိရင်ဟလာမဟုတ်ဒီစနေအဲ့လိုအဲ့လိုအဲ့လိုဖြစ်တယ်။ဒါလေးရ 65ကို65ကို89တဲ့အမိုက်စား65ကို89နဲ့ပေးပါမယ်တဲ့ဒါလေးကဒါလေးက65ကို89နဲ့ပေးပါမယ်တဲ့65ကို89ပါဒီဥစ္စာလေးက65ကို89ပါ ဒါလင်းက95ကို89နဲ့ရပါမယ်เนาะပလဲနေဒီနေ့ကလည်းပလဲရအောင်နဲ့ဆိုလို့ပလဲရအောင်မင်းရှာရတယ်ပလဲဆိုတော့ဒီနေ့လေးသူ့ပူပူဝေးရမလားဒီနေ့မဝေးရပြောင်တောင်တောင်လေးပါလားဒီနေ့လေးကလေအဖြူမနည်းနည်းပြောင်တောင်တောင်လေးပါလားကိုလာတာအဲဒါနဲ့ကဲပလဲရအောင်ဆိုတာအေးပြောင်တောင်တောင်ပြောင်တောင်တောင်ပါလားရှာရတာပြောင်တောင်တောင်အဲ့လိုအဲ့လိုပလဲရအောင်ဆိုတော့ 82ကိုအတားလေးကမဟဲ့သုံးလိုက်ရကြရတယ်နော်69ပြင်မှာ69ဒါလေးက69ခွနသိန်းအဲ့ဒါလေးက82ကို69ခွနသိန်း82ကို68သိန်းနော်82သိန်းမှာဒီနေ့ဒီမှာဒါလေးဒါလေးအဲ့ရဘယ်ရမန်းတော်မသိပါဘူးအဲ့ဒီအဲ့ဒီညီမလေးရဲ့ပမာအင်းကြီးအရာနဲ့လေဒါမှမဟုတ်ဆိုနေလိုက်မယ်ဟာလေ fit color တဲ့ဆိုပြီးတော့အဲ့ဒါလေး ဟိုတစ်ဖက်က2 in 1 2 in 2 size ပဲဘာလည်းမသိဘူး2 milli 2 size ဆိုတော့ဘာစမ်းမသိပါဘူးထားပါတော့နှစ်ဖက်နှစ်ဖက်ချုံနှစ်ဖက်ချုံတူอ่ะ200ဟုတ်တယ်အီအီလေးနဲ့66အီအီလေး तू ကလက်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 လေးပါတယ်ဒီရောက်စာလေးမနွေနေကျေးဇူးပါဒီမှာ तू ကလက်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 လေးอืม तू အဲ့လိုလေးနည်းနည်းလေးလက်လက်လက်လေးပါတယ်ဟဲ့မပြည့်အောင်ကောင်းနေပေါ့เนาะအဲ့လို GIA တပွင့်နှက်ကက်ကလေးอ่ะဒီနေ့မပါဘူးเนาะ ဒီနေ့မပါဘူး GIN တပွင့်နကတ်ကဒီနေ့မပါဘူးနောက်နေ့မှရှိမယ်ဒီနေ့က GIN မရှိဘူးเนาะအင်္ဂါနေ့ကြတော့မှရမယ် GIN တပွင့်နကတ်ကအင်္ဂါနေ့ကိုကြည့်အင်္ဂါနေ့ကိုကြည့် GIN တပွင့်နကတ်ကအင်္ဂါနေ့ကိုကြည့်ဟိုနဇွဲလေးရောညီမလေးအဲရောင်ကုန်နဇွဲတန်းလန်းလေးအေးရော့အရင်မိုက်တယ်ဒီမှာဒါလေး28သိန်းရယ် 28တင်းရင်ကဲအရန်မိုက်တော့အရန်အရန်မိုက်တော့ဒီမှာဒါလေးလေဒါလေးဒါလေးအရန်မိုက်တော့28တင်းဒီမှာဒါလေး28တိမ်းမှာကဲမိုက်တလားမမင်းနဲ့မိုက်ဒါဝိရမှာကဲဒါဝိရမှာဒါဝိရမှာ28တိမ်းမှာဒါလေးရလေ28တိမ်းမှာနော်28တိမ်းမှာ ကဲရောင်းဆုံးနှစွဲလေးကို28တိန်အယမ်းမိုက်တင်အယမ်းမိုက်တင်28တိန်အယမ်းမိုက်ပါတယ်နော်28တိန်နဲ့ရပါမယ်ဒီမှာဒါလေးနော်ဒါလေး28တိန်းနဲ့ရပါမယ်ဒါလေးက28တိန်းမှာဒီမှာနားမှာဆွဲထားတာလေး28တိန်းမှာမိုက်တယ်မိုက်တယ်မိုက်တယ်ဒါလေးမိုက်တယ်ဒါလေးမိုက်တယ်ဒီမှာ ဒါလေးမိုက်တယ်မိုက်တယ်မိုက်တယ်28သိန်းဒါလေးမိုက်တယ်နော်ဒါလေးမိုက်တယ်နော်28သိန်းမှာနော်ဒီဥစ္စာလေးမိုက်ပါတယ်နော်28သိန်းမှာ28သိန်းမှာ28သိန်းမှာအရန်မိုက်ပါတယ်28သိန်းနဲ့ရပါမယ်28သိန်းမှာဒီဥစ္စာလေးကလှလာလေးနော်လှလာလေးလှလာလေးလှလာကလေးပါ 28သိန်းမှလှလကလေးလှလကလေး28သိန်းလှလကလေးဒီကပတ်ကွင်းကလေရန်ခက်စားနေတော့နိုင်ငံသားမှာတော့နိုင်ငံသားမှာရန်ခက်စားနေဒီကပတ်ကွင်းကသိလားဒီကပတ်ကွင်းကလေနိုင်ငံသားမှာရန်ခက်စားနေတဲ့လက်စွပ်ကလေးရောဒီမှာဒါလေးနိုင်ငံသားမှာရန်ခက်စားနေတဲ့ကပတ်ကွင်းလေးက နိုင်ငံညားမှာအရန်ခစ်စားနေတယ်လက်စွပ်ကလေးရောဒီနေ့တပွင့်ငကပ်ပါတာတပွင့်ငကပ်ပါတာလေးပြပေးပါမမလေးအော်အမနီယမချိပန်းလာဒီနေစားအေးဟုတ်ဒါမကောင်းနေသူတို့တော့တာဟုတ်ကဲ့ချိုးတယ်လို့ပြောတယ်နေစားကြည့်လေဟမ်စားပါ

နှလုံးကွဲဆိုတော့ငါမှုမပြည့်ဘူးငါမှုမပြည့်ဘူး GIE လိုချင်တာလားဟာလား GIE တော့မရှိဘူးနော်ဒီမှာလင်း GIE တော့မရှိဘူးဝတ်တော့ပဲရှိတယ်တိလား GIE တော့မရှိဘူးဝတ်တော့ပဲရှိတယ် GIE မှာကြည့်ကျင်နေဆိုကျမပြောသလို GIE မှာကြည့်ကျင်နေဆို GIE ဆောက်မှာနော် GIE ပဲကြည့်ကျင်နေဆို GIE ဆောက်နေနော်ဒီမှာတော့ GIE မရှိဘူးဘလောက်တန်လိုချင်တာလဲလဲပြောနော်ဒီမှာ GIE မရှိနေဘူးမဟုတ်လား ဒါလေးကတော့ဖြူတယ်35သုံးလုံးစီးလေးဘယ်လောက်နဲ့ရ35ခွဲ31ခွဲဒီမှာဒါလေးအဲသားမီချောချောလေးတွေ35ကို31ခွဲဒီမှာဒါလေးနော်35ကို31ခွဲဒါလေးက35 35ကို31ခွဲအဲ့ဒါလေးရ35ကို37ခွဲပါ35မှာ35ကို37ခွဲပါเนาะ

ဒီဥစာလေးက35သိန်းမှာ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 ဒီမှာဒါလေးနော်35သိန်းမှာ35သိန်းမှာဒီမှာဒါလေးအမ33သိန်းခွဲပြောတာ33သိန်းခွဲနဲ့ပေးထားတယ် သုံးလုံးကြီးလေး33သိန်းခွဲနဲ့ပေးထားတယ်ဖြူဖြူလေးတည်ရမယ်ရှိတော့တယ်33သိန်းခွဲနဲ့ပေးထားတယ်